အလုံးမေမင်္ဂလာပါဒီနေ့ကတော့မတ်လ24ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတစ်ချက်ကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ကိုတိုင်းဒီပထောင်းနေမှာဆိုလို့ရှိရင်တော့ဒီတိုက်ပွဲတွေအကြီးကြီးဖြစ်တဲ့ဆက်ကဆာဖက်ကနေပြီးတော့အကြီးကြီးသေးတယ်နောက်တစ်ခုကကချင်ပင်နေနော်ကချင်ပင်နေပုံပေါ်တော့ဘာလို့ဆိုလို့ရှိရင်တော့တကယ်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်နလကြော်သွားပြီဒါပေမဲ့ပုံပေါ်ကတော့တိုင်းလုံးမရသေးဘူးအများစုကတော့ဒီဖက်ကတင်ခါတာတွေ့ရတယ် ဆိုတော့ဒီနေရာတွေမှာเนาะအဓိကသေးတာเนาะစစ်တအစ်တွေတော်တော်သေးတယ်လို့ကျွန်တော်တို့ဒီသတင်းတွေကတွေ့ရတယ်စစ်တအစ်တွေဘလော့သေးသွားလဲဆိုလို့ရှိရင်ခုနကပုဂိုးတိုင်းပတောင်းနေမှာချင်းပြတဲ့ဘုံဘောမှာရှေ့တက်မှာဆိုလို့ရှိရင်ဒီစက္ကစဖက်ကဒီစစ်မှုထဥပဒေနဲ့ဖန်ထားတဲ့ဒီစစ်တအစ်တွေအယောက်ပေါင်း300ကျော်တည်သွားတယ်ဒါပေမဲ့မိဘတို့စီလုံးဝသတင်းမပိုးဘူး နော်နာရေးတွေကိုသူတို့ကနာမည်တွေကိုဖျောက်ထားတယ်နော်မိဘတွေဆိုရင်ကြောင်းကြဘူးဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရှမ်းတောင်နော်ရှမ်းတောင်ပိုင်းရှုနေမှာဆိုလို့ရှိရင်တော့ဒီမန်ကျဲရွာမှာဒီကြားဖြန့်အုပ်စုတော်အုပ်စုကလက်နက်ကင်ပြီးတော့အဲ့ဒီမှာတကယ့်အကြီးအကျယ်ကြားဖြန့်ခိုင်းလို့ရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ SSPP ကနေပြီးတော့ဝင်ပြီးတော့ဖမ်းတယ်ဖမ်းတဲ့ခါကျတော့နော်အဲ့ဒီမှာဒီဖုန်းတွေ tablet တွေ computer တွေအကြီးအကျယ်အဲ့ဒီမှာသိမ်းလို့ရတယ် ဆိုတော့အတားကိုနေပြီးတော့တရုတ်ကိုနေပြီးတော့လွှဲပြောင်းပေးမယ်ဆိုတဲ့ဟာကိုလေ SSPP SSC ကထုတ်ပြန်ထားတာကိုတွေ့မှဖြစ်တယ်နောက်တစ်ခုကနေပြီးတော့မှဆိုလို့ရှိရင်တော့ဒီနေပြီးတော့တက်တွေရှိတယ်အဲ့ဒါက PDF share နဲ့ငါအဲ့ဒါမှာဒုတက်ခွဲငတိဆိုတဲ့လူကဒီမိုးပြေတိုက်ပွဲမှာဆိုလို့ရှိရင်ကြာဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့သူ့ကိုသူ့ကျိုးတဲ့တတင်းတပ်ပုံတွေလည်းဝေဝေဆဆနဲ့တတင်းမီဒီယာတွေမှာတွေ့ရမှဖြစ်တယ်ဒုတက်နော်ပေဒုတက်ဆိုတာကထိုင်းကိုချင်းချုပ်ပေါ့နော်အတက်ငွေဆုံးဆိုတော့အတက်ငွေဆုံးကလာပြီးတော့အဲ့ဒီမှာဆရာကြီးအဲ့ဒီ ဝန်ကြီးချုပ်သွားပြီးတော့လုတ်တယ်နော်သွားလုတ်တယ်လုတ်တဲ့ခါကျတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့သူ့ရဲ့နောက်ွယ်မှာဘသူရှိလဲဆိုလို့ရှိရင်တော့ destination award နော်သူ့အဖေရှိတယ်အရင်ကသူကဝန်ကြီးချုပ်ဖြစ်တက်ဘူးတယ်အဲ့ဒီမှာသူတို့နိုင်ငံရေးမှာဆိုလို့ရှိရင်ပြဿနာတွေဖြစ်တဲ့ခါကျတော့သူထွက်ပြေးတယ်နော်ထွက်ပြေးပြီးတော့ပြန်ပြီးတော့သူတို့အခြေအနေကောင်းတဲ့ခါကျတော့ပြန်ဝင်လာတယ်အခုသူ့သမီးတော်မှဝန်ကြီးချုပ်ဖြစ်တယ်ဆိုတော့သူ့သမီးဝန်ကြီးချုပ်ဖြစ်အောင်ထိတော်မှသူလုပ်လို့ရနိုင်သွားတယ်နော်ရနိုင်သွားတယ်သူ့အသက်အန္တရာယ်မကားလို့နော်သူတော်မှပြန်ပြီးတော့ ဇုံမုတ်ချိန်လိနေတဲ့အဆင့်ကိုရောက်သွားတယ်သူရောက်လာတဲ့ပထမတစ်ပတ်ရတော့အသူ့ကိုထုံချလာတော့ဘာလို့အဲ့လိုမျိုးဟန်ပြနေသူတို့လုံးပြတယ်ပြီးလို့ရှိရင်တော့သူပြန်ပြီးတော့သူသမီးကိုတောင်းမအဲ့ဒီနေရာမှာထိနေတဲ့အဆင့် ठी အလုံးမျိုးဩဇာအာဏာရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူရဲ့နောက်ကွယ်မှာသူ့အဖေရှိတယ်ဆိုတဲ့ဟာကိုခုနိုင်ငံရဲ့တိုက်ခိုက်တွေကပြောတယ်အယုံရှိအယုံချင်မရှိတဲ့အဆိုကိုနေပြီးတော့ဆက်ပြီးတော့တင်တယ်တင်ပြီးတယ်ကျွန်တော်ထင်တဲ့လမ်းနလားလောက်ကြာပြီးမှဆိုလို့ချင်အခုကလွတ်တော်မှာဆက်ပြီးတော့ဆွေးနွေးပြီးအယုံချင်မရှိဆိုတဲ့အဆိုကိုနေပြီးတော့လွတ်တော်မှာဆက်ပြီးတော့ဆွေးနွေးခြင်းကိုခံရပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါလည်းကျွန်တော်အမြင်နဲ့တောင်းပါပြန်ကြည့်တဲ့အခါကျတော့သူရဲ့နောက်ကွယ်မှာသူ့အဖေပဲကိုင်းနေတာပဲနောက်သူ့အဖေက ကျိုးကင်ပြီးတော့ရုပ်သေးရုပ်တရုပ်လိုပဲအဲ့ဒီဝင်ကြီးချုပ်ကလည်းမျိုးဖြစ်နေတဲ့ခါကိုကျွန်တော်မြင်တယ်လို့အဲ့ဒီမှာရှိတဲ့နိုင်ငံရဲ့ပတ်နဲ့တဲ့လူတွေကတော့မြင်ကြမှာပဲဆိုတော့အခုအဲ့ဒီအဆိုကိုနေပြီးတော့ဆက်ပြီးတော့ဆွေးနွေးနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကစကိုင်းတိုင်းထပ်လွတ်လာတဲ့စကိုင်းတိုင်းပလေးမှာဆိုလို့ရှိရင်တော့ဒီကစားဝိုင်းတဝိုင်းရှိတယ်။အဲ့ဒီလောင်းကစားဝိုင်းကိုနေပြီးတော့ PDF တွေကနေပြီးတော့ဝင်ပြီးတော့အဲ့ဒီမှာ ဖမ်းတယ်ဖမ်းတဲ့ခါကျတော့အဲ့ဒီမှာလူတွေကတော့အကုန်လုံးထွက်ပြေးတယ်ဒီမှာဆိုင်ကယ်အစည်းပေါင်း20နဲ့40ကိုဖမ်းလို့ရတယ်ကြက်က8ကောင်ရတယ်လေကြက်ကဘာဖြစ်လို့အဲ့ဒီမှာပါလာလိမ့်မသိဘူးလောက်စားချင်းမှာပြီးတော့ရှင်တော့ဖုန်းတွေနော်ဖုန်းတစ်လုံးသိမ်းလို့ရတယ်အဲ့ဒီဖုန်းတစ်လုံးကိုတော့သူ့ရဲ့ပိုင်ရှင်ကိုနေပြီးတော့ ပြန်ပြီးတော့အလိုက်ပြီဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာထဲမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကချင်းပြည်နယ်ဖက်ကတ်မှာဆိုလို့ရှိရင်တိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်။ဆိုတော့အဲ့ဒီတိုက်ပွဲဖြစ်ရခြင်းကတော့ကျွန်တော်တို့စကားစကားစစ်ကြောင်း၃ကြောင်းနဲ့အဲ့ဒီမှာထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေတယ်။အကြီးကြီးနော်၄ကြောင်း၄ကြောင်းတော့မပါမဖြစ်ပဲ။သူ့မှာအဓိကအားထားတာ၄ပဲနော်။၄မရှိဘူးဆိုရင်သူကတော့ကြွလာကြပြီနော်။အဲ့ဒီ၄မရှိလို့ရှိရင်တက်ချူရက်ပြီးတော့သူသေးလာကြပြီ။ဆိုတော့အခုအဲ့ဒီ၄ကတော့တော်တော်ကိုအသက်ရှင်နေတော့မယ်။ဆိုတော့၄တရေတွေကလည်းတော်တော်ကိုချတယ်နော်။ တို့တော့အလဲရောက်လို့ရှိရင်တော့อืมတို့တော့တို့တော့အလဲရတော့တနေ့နေ့နဲ့ရောက်လာမှာပေါ့အချင်းဆိုတာတော့သူ့ဟာနဲ့သူကြလာတာပဲเนาะကြလာတာပဲသူ့အချင်းရောက်လို့ရှိရင်သူကတော့သူ့လက်ရောက်လာနိုင်မြင်ဆိုတော့အခုကတော့တို့ကောင်းစားတဲ့အချင်းဖြစ်တဲ့ခါကြတော့เนาะတော်တော် goes เนาะစောစောကကနဲ့ပြည်သူလူထုတွေကိုဘုံချိတာတော့ကျွန်တော်တို့တွေ့ရတယ်เนาะတွေ့ရတယ်ဒါပေမဲ့မပူနဲ့เนาะလူဆိုတာတော့အလဲရတော့သူ့ဟာနဲ့သူရောက်လာမှာပဲတနေ့ကြလို့ရှိရင်သူ့ဟာသူရောက်လာမယ်နောက်တစ်ခုက မနေ့ကဆိုလို့ရှိရင်တော့ဂျပန်နိုင်ငံเนาะဂျပန်နိုင်ငံကမအလာရဲ့ရေဒီယိုကောက်ပွဲကိုနေပြီးတော့ဝေဖန်လိုက်တယ်เนาะတကယ့်ပြဿနာတွေ16000နဲ့ရှိမယ်ဒီယိုကောက်ပွဲကဆိုလို့ရှိရင်အောင်မြင်မှာမဟုတ်ဘူးဆိုပြီးတော့မနေ့ကဂျပန်ကဆက်ပြီးတော့ပြောတယ်ဆိုတော့ဒီနေ့လေเนาะထပ်တော့တက်လာတယ်တက်လာတယ်အတားကပါလဲဆိုလို့ရှိရင်ထိုင်းကျွန်တော်တို့ရဲ့အင်းနီချင်းเนาะအင်းနီချင်းနိုင်ငံဖြစ်တယ်ဆိုတော့အဲ့ဒီနိုင်ငံကထိုင်းနိုင်ငံကလည်းပြောတယ်ဒီမအလာရဲ့ကောက်ပွဲเนาะဒီ2025အကုန်2026နေ့ဆန်းမှာဆိုလို့ရှိရင်ဆက်ပြီးတော့သူတို့ကဒီယိုကောက်ပွဲကိုလုပ်နိုင်မယ်ဆိုပြီးတော့ ဒီဟိုရုရှားအပြန်မှာနော်ရုရှားကိုအားကိုတရုတ်ကိုအားကိုပြီးတော့နောက်တစ်ခုကဘယ်လိုလုပ်နော်ဘယ်လိုလုပ်တော့ဘာလို့သူတို့ကတော့ထောက်ခံမဲလုတာလုအဲအဲ့လိုမျိုးသူတို့ကမြောက်ပင်းလိုက်တယ်နော်မြောက်ပင်းလိုက်တယ်ဆက်တဲ့ခါကျတော့မာလာကဂွေးတောင်ကတယ်နော်ဂွေးတောင်ကတယ်ဆိုတော့အခု2025နှစ်ကုန်နဲ့2026နှစ်ဆက်မှာသူတို့ရွေးကောက်ပွဲလုပ်မယ်လို့ပြောတယ်ဆိုတော့အခုဂျပန်တော့ပြောတယ်ပြင်မှာမဟုတ်ဘူးဆိုတော့အခုထိုင်းလည်းထပ်တော့ပြောတယ် ဒီရုပ်ကောက်ကွယ်ရဆိုလို့ရှိရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ဟာကိုသူတို့တုံသတ္တာကိုတွေ့ရတယ်ဆိုတော့တကယ့်မြေပြင်မှာဆိုလို့ရှိရင်မြို့ပေါင်းက350ရှိတယ်ဒါပေမဲ့အဲ့ဒီမှာစကတ်စကတ်တကယ့်အပြီးပိုင်ထင်းချုံနိုင်တာက60ကျော်ပဲရှိတော့တယ်နော်ဆိုတော့တော်လန်ရဲ့အဖွဲ့တွေတကယ့်ထင်းချုံထားတဲ့တင်ပန်းထားတဲ့မြို့က60ကျော်ရှိတာပဲ65ကျော်တော့ပြီနော်ဆိုတဲ့ခါကျတော့တချို့နေရာတွေမှာလည်းသူတို့ဘာမှထွက်လို့မရတော့ဘူးထွက်လို့မရတော့ဘူးသွားလို့ရှိရင်တော့ပြစ်ခံရတယ်မိုင်းဆွေးခံရတယ်ပြစ်ခံရတယ်သေးတယ်ဟိုမှာသေးဒီမှာသေးနေတာပဲအဲ့ဒီပြရတော့ တကိတ်ထိန်းချုပ်လို့ရနိုင်တဲ့မျိုးကတော့80ကျော်ပဲရှိတော့တယ်ဆိုတော့ဂျန်တဲ့ဟာတွေကအကုန်လုံးတော်လျောက်ဖွေတွေကထိန်းချုပ်ထားတာဖြစ်တယ်တကိတ်ထိန်းချုပ်ထားတာမဟုတ်တာတော့မှသူတို့လွတ်လွတ်လပ်လပ် follow မရတော့ဘူးအကန့်အသတ်နဲ့ပဲသွားရတဲ့နေမျိုးတွေဖြစ်ကုန်တယ်ဆိုတော့တကိတ်လွတ်လွတ်လပ်လပ်သွားလို့ရတဲ့နေမျိုးတွေကတော့ကျွန်တော်တို့80ကျော်ရှိတယ်မျိုးပေါင်း80ကျော်ပဲဂျန်တော့တယ်ဆိုတော့အဲ့ဒီနေရာတွေမှာသွားပြီးတော့သူကောက်ွေးတွေလုတ်ဖို့ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ဒါပေမဲ့ သူကတော့တော့လုံးဝမလျှော့ဘူးဒေါက်တာအေးမောင်တော်မရခိုင်ပြည်နယ်ကနေပြီးတော့ပြိုင်မဲ့ဒေါက်တာအေးမောင်တော်မသူပြောတယ်ခိုင်ပြည်မှာသုံးမျိုးနေပဲရှိတော့တယ်နော်သုံးမျိုးမိန်နေမှာတောင်မှအခုတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်ဒါတောင်မှလုံးဝလေရမလျှော့ဘူးဒေါက်တာအေးမောင်တော်ကနော်သူတို့ကတော့ပြိုင်မှာပဲအဲလိုမျိုးပုံစံမျိုးတွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့ဒေါက်တာအေးမောင်တော်မသုံးမျိုးရှိတဲ့ဟာကိုပြိုင်မယ်ဆိုတော့မအလားလားမျိုးပုံ80ကျော်ဆိုတော့သူတို့ လုပ်မယ်ဆိုတဲ့ဟာတော့သူတို့ပြောမှာပေါ့เนาะဒီဖက်ကလည်း Fcon အဲ့ဒီ exchange တိုက်တာမရောက်ခင်မှာမရရအောင်ဒီဖက်ကလည်းဖြည့်ဆည်းမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ရွက်ကောက်ပုံမှာဖြစ်အောင်ဒီဖက်ကလည်းတက်နေဆုံးလုံဖို့ကတော့ကျွန်တော်တို့စီစဉ်ထားတာကိုတွေ့ရမှာဖြစ်တယ်ဂျပန်ကတော့ခံမလိုက်ပြီထိုင်းကလည်းခံမလိုက်ပြီမဖြစ်နိုင်ဘူးเนาะဒါပေမဲ့တရုတ်ရဲ့ရုရှားရဲ့နောက်တစ်ခုကဘယ်လိုလိုရဲ့ တို့ကနေပြီးတော့ထောက်ခံတယ်သူတို့ပန်းပို့မယ်နိပညာတွေရောက်ပါရောအဲ့ဒါတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဘလို့ဖြစ်လာမလဲဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကြည့်ကြရအောင်နောက်တစ်ခုကပါတယ်ဆိုလို့ရှိရင် box gain time play မှာဆိုလို့ရှိရင်တော့နောက်ကန်ကြေးရောအနည်းမှာတိုက်ပွဲဖြစ်တယ်ဆိုတော့တိုက်ပွဲဖြစ်တဲ့ခါကျတော့အဲ့ဒီတိုက်ပွဲမှာဆိုလို့ရှိရင်ဘုံမူကြီးမြင့်မြတ်သူတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကလည်း sky time နောက်တစ်ခုက sky time ပဲအဲ့ဒါလဲနော် sky time main ကွန်ဒေတာမှာဆိုလို့ရှိရင်တိုက်ပွဲဖြစ်တယ်အဲ့ဒီမှာတာမ33ကလူတာမမုံဘုံမူကြီးစေမျိုးဦးဆိုတဲ့လူအဲ့ဒီမှာ ဒဏ်ရာရရှိသွားတယ်သူရဲ့ဒဏ်ရာရရှိသွားတဲ့ခါကျတော့အဲ့ဒီမှာသူရဲ့ဖုန်းကကြိုင်နေတယ်ဆိုတော့အဲ့ဒီတိုက်ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခဏယောက်သေးတယ်အဲ့ဒီသူရဲ့ဖုန်းထဲမှာဘာတွေ့ရလဲဆိုလို့ရှိရင်နော်တခြားအရာရှိအဆင့်ရှိတဲ့အဲ့ဒီလူရဲ့သမီးเจ้าသူမပေါ့เจ้าသူမနဲ့အဲ့ဒီမင်းကလေးနဲ့ရှုပ်တဲ့ဒီထုံရဲ့ဖောက်ပြန်တဲ့ အဲ့ဒီတည်တဲ့ပုံတွေတွေ့ရှိရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တည်တဲ့မီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါလေးစကိုင်းပဲเนาะစကိုင်းပထမတစ်ခုကတော့ plain နဲ့ဒုတိယတစ်ခုကတော့ main gun တွေတာမှာနောက်တစ်ခုကစကိုင်းတိုင်းအဲ့ဒီမှာပဲစကိုင်းတိုင်းမှာပဲမူရောနာမခတ်ကိုနေပြီးတော့ဒီဖက်ကတော်လေးရောက်ဖွဲ့ရကနေပြီးတော့ short title နဲ့ပြည့်တယ်เนาะ short title နဲ့ပြည့်တယ်ဆိုတော့အဲ့ဒီ short title သုံးလုံးနဲ့ပြည့်တဲ့ခါကျတော့အဲ့ဒီမှာဒီစစ်ကြောင့်တဲ့အရာရှိတူဖြစ်တဲ့เนาะအရာရှိတူအဲ့ဒီမှာသေးတယ်ပြီးလို့ရှိရင်တော့ 6ရောက်တည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ရဟတ်ယင်တော့ရဟတ်ယင်ထားတဲ့နေရာမှာအဲ့ဒီကုတော်ငုံနေပြီးတော့ထိတယ်အဲ့ဒီမှာမီးလောင်တယ်ပြီးလို့ရှိရင်တော့အုတ်ချုပ်မှုယုံနော်အဲ့ဒီအုတ်ချုပ်မှုယုံကိုလည်းထိတယ်ထိပြီးတော့အဲ့ဒီမှာမီးလောင်တယ်ပြာကျတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့တတိယတစ်ခုကျတော့ကျွန်တော်တို့တကယ်နမခကိုနော်နမခကိုဆော်တာဆိုတော့ဒီနမခကိုကတော့ခဏခဏဆော်ခါရတဲ့ဒီမူရောနမခကဆိုတော့အဲ့ဒီမှာ short time လုပ်နေခဏခဏအလေသွားတယ်အဲ့ဒီမှာခဏခဏထိတယ်အဲ့ဒီနမခကဒါပေမဲ့အဲ့ဒီနမခကိုတစ်ခါမှဝင်ပြီးတော့ ိုက်တာတော့ကျွန်တော်တို့မကြားသေးဘူးလောလောဆယ်အတိတ်ပြတော့နာမခတ်ကိုတိုက်ဖို့အတွက်ကတော့အဲ့ဒီအနီးအနားကကာကင်းတွေအများကြီးเนาะတိုက်ရအောင်မယ်ဆိုတဲ့သဘောတော့ရှိတယ်ဒါပေမဲ့အဲ့ဒီနာမခတ်ကိုတစ်ချိန်လုံးပြည့်နိုင်တယ်ဆိုတာကအဲ့ဒီမှာလုံခြုံရေးတွေတော်တော်ကိုအားနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနေပြတော့မှာဆိုလို့ရှိရင်တော့၃ရက်တာကျွန်တော်တို့ဆွေးနွေးပွဲတစ်ခုလုပ်တယ်အဲ့ဒါက ကျွန်တော်တို့ဘာစကားဝိုင်းတစ်ခုကိုလုပ်လဲဆိုလို့ရှိရင်တော့ဒီမှာငင်းချမ်းရဲစကားဝိုင်းဆိုပြီးမှ3ရက်ကျွန်တော်တို့ဆွေးနွေးမယ်။အဲ3ရက်ဆွေးနွေးတဲ့ထက်မှာမက်လာ24ရက်နေ့ကနေပြီးတော့26ရက်နေ့အထိတို့ဆွေးနွေးမယ်။အဲ့ဒီမှာဆွေးနွေးတဲ့လူတွေကဘယ်သူတွေလဲဆိုလို့ရှိရင်တော့ NCA နော် NCA လက်မှတ်ထိုးထားတဲ့လူတွေခက်ရဲဆေးတဲ့လူတွေနော်အဲ့ဒီမှာသွားပြီးတော့အဲ့ဒီမှာဘုတ်ချုပ်ကြီးရာပြည့်ဟိုဖက်ဆိုလို့ရှိရင်တော့စကတ်စဖက်ကဆိုလို့ရှိရင်တော့ရာပြည့်ကနေပြီးတော့ဥဆောင်တဲ့ဒီဖက်ဆိုလို့ရှိရင်တော့ NCA လက်မှတ်ထိုးထားတဲ့လူတွေနော်အဲ့ဒီမှာနေပြီးတော့တက်ရောက်ပြီးတော့ သူတို့ငင်းချမ်းရဲ့စကားဝိုင်းကိုနေပြီးတော့ဆွေးနွေးမှဖြစ်တယ်။၂၄ရာနေပြီးတော့၂၆ရာနေအထိကျင်းပမယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ဒီ KNL နော် KNL လို့ခေါ်တဲ့ကျွန်တော်တို့ KNU ပေါ့နော် KNU ကတော့ကျွန်တော်တို့အစိုးရ KNL ရတာစစ်တပ်ဆိုတော့ဒီ KNU ရဲ့စစ်တပ်နဲ့ဒီ KNLA နဲ့ဒီပူးပေါင်းအဖွဲ့တွေကနေပြီးတော့နော်ဟိုးနေဆက်မှာနေဆက်မှာရှိတဲ့ ဲ့ဒီစခန်းကိုနေပြီးတော့ဒီနေ့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာပြည်သူလူထုတွေကတိတဲ့အတိုင်းပဲအနည်းအနည်းနားမှာရှိတဲ့ပြည်သူလူထုတွေကနေပြီးတော့ထွက်ပြရတယ်ဆိုတော့အဲ့ဒီမှာတရား90လောက်ထွက်ပြရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါက Clades ခန်းဖြစ်တယ်နော် Clades ခန်းကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဟိုတစ်ခေါက်ကလည်း Bluetooth ခန်းကိုနေပြီးတော့ ဒီ KNA က KNL ကနေပြီးတော့ပူပေါင်းဖို့တွေကတင်ပိုက်ပြီးသားဖြစ်တယ်ဆိုတော့ဒီနေရာမှာတင်ပိုက်တဲ့အထက်မှာကျွန်တော်တို့ဒီထူချောင်းမှုရှိတာကတက်မှာခုနှစ်နော်တက်မှာခုနှစ်ကဘူးဆောင်ပြီးတော့ပထမဆုံး Bluetooth scan ကိုတင်ပိုက်တဲ့အခုစပြီးတော့ဒီတက်မှာခုနှစ်နေမြေမှာပဲနော်နေမြေမှာပဲအဲ့ဒီမှာ scan တင်တိုက်ပွဲစပြီးတော့သူတို့လုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကကျွန်တော်တို့ Clay Disk Clay Disk scan ကိုအခုတက်မှာခုနှစ်နေမြေမှာအဲ့ဒီမှာ ဒီတပ်ဖွဲ့တွေအကြီးကြီးဖြစ်နေတယ်ခန်းတင်တပ်ဖွဲ့ကိုနေပြီးတော့စပြီးတော့သူတို့ဆင်နွှဲတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဟိုထိုင်းဖက်ရလည်းเนาะထိုင်းဖက်ရလည်းလေးပြင်းနဲ့အကြီးအကျယ်ကင်းထောက်တယ်เนาะကင်းထောက်တယ်အဲ့ဒီမှာ F16 ရဲ့ YAK 130ရဲ့အဲ့ဒါတွေနဲ့လေးပြင်းနဲ့စီးနဲ့နေပြီးတော့အဲ့ဒီနေဆက်မှာပြန်တန်းပြီးတော့ဒီကင်းထောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဟိုဖက်မှာကြော်လာမာတို့ဘာတို့သူတို့ကလည်းစိုးရင်နဲ့နေဆက်ပြဿနာဖြစ်မှာကိုသူတို့စိုးရင်နဲ့စိုးရင်နဲ့အခါကျတော့အဲ့ဒီမှာလေးပြင်းနဲ့ အကြီးအကျယ်ဝင်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကရင်ပြည်နယ်မှာနော်ကရင်ပြည်နယ်မှာဆိုလို့ရှိရင်ဆွေကပင်ဆွေကပင်ဆွေကပင်ဆိုတာတော့ကရင်ပြည်နယ်မှာတော့အထွတ်အမြတ်အောင်တော်တော်ဖြစ်တယ်။ဆိုတော့အဲ့ဒီမှာ ဒီမိလောင်တယ်နှစ်စင်မိလောင်တယ်ဒီနှစ်မိလောင်တာကပို့ပြီးတော့ထူးဆန်းတယ်တောင်လုံးလုံးလုံးမိလောင်နေတယ်အခုကဆိုတော့အဲ့ဒီအောက်ခြေတို့ဘာလို့မှဆိုလို့ရှိရင်ဟိုတေတို့ဘာလို့စီပွဲရေးဇုံလို့ရှိတယ်နော်ဖီးယားတို့ဘာလို့ရှိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစီပွဲရေးကတော့နော်ပါမဖြစ်ပဲကျွန်တော်တို့ပကံတို့ဘာလို့ဆိုလဲဒီလိုပဲနော်အဲ့ဒါမှတကယ်ဥဆောင်တော့လို့တာတော့စကားစကားလို့လေပေါ့နော်တကယ်ခရိုနီတွေခရိုဝါတွေစသဖြင့်ပေါ့နော်သူတို့ဥဆောင်တော့လာစစ်တပ်ဖက်ကဆိုတော့ဖီးယားရဲ့ ဘုရားကိုကျွန်တော်တို့ကခူးတွန်းလုပ်ပြီးတော့အဲ့ဒီမှာစီပဲလုပ်တဲ့လူတွေအများကြီးရှိအောင်နော်ပေါပါဆိုလည်းဒီလိုပါပဲနော်ပေါပါမှာဆိုလို့ရှိရင်တော့ကြည်ကြည်ပဲအဲ့ဒီမှာမြောက်တယ်ကိုအစာကျွေးတာတို့ပါတို့အဲ့ဒီအစာရောက်တာတို့အစာတိဖြစ်ပေါ့နော်ရွှေလုံးကုံတို့ပါတို့ဆိုလည်းဒီလိုပါပဲနော်အဲ့ဒီမှာတော့ဒီကျေနော်အဲ့ဒီမှာဇုံတွေရှိတယ်အဲ့ဒီဇုံဒီစီပွဲဇုံတွေမှာဆိုလို့ရှိရင်တော့မိမကူအောင်အတွက်အဲ့ဒီဇွဲကပင်တောင်ကမိလို့မကူအောင်အတွက်ဂျေးကျေအဲ့ဒီမှာမိမိတက်နေရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်အဲ့ဒါကမနေ့ကတည်းကလည်းစတော့လောင်တာဇွဲကပင်တောင်မှာတောင်လုံးတော့တောင်လုံးလောင်တယ် ခါတိုင်းတော့နှစ်တိုက်ရတော့လောင်နေကြပဲဒါပေမဲ့ဒီနှစ်လောင်တာကတတောင်လုံးလောင်တာဖြစ်တယ်ဆိုတော့ဖရားအထီးတော့မရောက်သေးဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတဲ့ဇေဒီပထိုးမှာတော့မရောက်သေးဘူးပေါ့နော်ဆိုတော့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါပေမဲ့တကယ်တတိမီဒီယာရဲ့ဒီတပ်ပုံတွေမှာဆိုလို့ရှိရင်တော့တောင်လုံးမီလောင်တာကိုကျွန်တော်တို့ဒီပြထားတဲ့ဟာကိုတတိတပ်ပုံတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မတ်လနဲ့14ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ